ဒီအန်ယူဂျီဒေါရဆင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မတ်လ23ရက်နေ့မနက်ခင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစီးရီးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့စီးရီးသတင်းကတော့ပြည်သူတွေကထိန်းချောင်းပဲ့ပြင်အကြံပြုတိုင်ကြားပေးကြဖို့ MTY PDF မြစ်တာရက်ခံပန်ကြားတဲ့သတင်းပဲဖြစ်ပါတယ်မြို့သားညီညီအစိုးရကာကွယ်ဝန်ကြီးဌာနရဲ့ကုကဲမှုအောက်ကပြည်သူ့ကာကွယ်တပ်မတော်မန္တလေးအား ပြည်သူလူထုကလိုအပ်သလိုပဲ့ပြင်ထိန်ချောင်းအကြံပြုတိုင်ကြားပေးကြဖို့ MDY PDF ကမြစ်တာရက်ခံပန်ကြားထားပါတယ်။ MDY PDF အနေနဲ့အာနာရှင်စနစ်ရဲ့တွန်းပို့မှုကြောင့်လက်နက်ကင်လန်းစင်ကိုရွေးချယ်ခဲ့ရပြီးဈေးကြီးမှန်အရင်းအီကြီးမှန်ဘေးရွက်ဆိုးကျိုးများမှန်နားလည်ကြပြီးသားဖြစ်ပေမဲ့ဖက်စစ်အာနာယူကိုဒီလိုမှမတွန်းလှန်ရင်တိုင်းပြည်နယ်လူထုအတွက်ပုံမှုဆိုးရွားနစ်နာမှာကိုသိလို့သားလျင်ဒီလန်းစင်ကိုရွေးချယ်ခဲ့တာလို့ဆိုပါတယ်။လော်ဂီလူသားတွေပဲဖြစ်တာကြောင့်အချိန်နေဖန်တီလာရင်ဖောက်လဲဖောက်ပြန်ဖြစ်တတ်တာ ယာရုအာနာငွေကြီးလုပန်ခွင့်အထူးသဖြင့်လက်နက်ကရရှိလာတဲ့ယာရုအာနာကလူကိုတော်လိုင်းသမားတွေကိုဖောက်ပြန်စေတတ်တယ်လို့ဖော်ပြပါဗျ။ပြည်သူလူထုအနေနဲ့ပြည်သူကြားကပေါက်ပွားလာတဲ့ PDF သားသမီးများကိုလူဝတ်သလိုပဲ့ပြင်ထိန်းချုပ်ပေးကြဖို့ရည်ကြီးကြောင်း MTY PDF အနေနဲ့ပြည်သူသားအမိပြည်သူသားဖမူကိုကင်ဆွဲထားတာကြောင့်လူထုရဲ့ထိန်းချုပ်လက်ညှိုးမှုကိုတမိုးထားလေးစားလိုက်နာကြဖို့လိုတယ်လို့ဆိုပါတယ်။ MTY PDF တပ်ဖွဲ့ဝင်2ဦးဖြစ်စေတရင်တပ်ဖွဲ့ဌာနတစ်ခုခုကဖြစ်စေ စစ်တီတော်ကျင်းဝစည်းကမ်းတွေတပ်ဖွဲ့ကချမှတ်ထားတဲ့စီးမင်းစည်းကမ်းတွေကိုကျူးလွန်ချိုးဖောက်နေတာကိုမြင်ခဲ့ကြုံခဲ့ကြားခဲ့ပါကတိုင်ကြားပေးကြဖို့ဖိတ်ခေါ်ပန်ကြားထားပါတယ်တိုင်တန်းရမှာလဲလိုအပ်တဲ့စုံစမ်းစစ်ဆေးရည်ရွယ်မှုများဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်လိုအပ်တဲ့တပ်သေးတပ်ကားရအထောက်ထားချက်လက်တွေကိုတက်နိုင်သမျှကူညီပေးဖို့နဲ့လိုအပ်လာရင်ပူးပေါင်းပောင်ရင်ပေးကြဖို့ကိုလည်း MDYPDF ကမြစ်တာရက်ခံပါတယ်။ MDYPDF ကိုတိုင်ကြားလက်ညှိုးအကြံပြုလိုတာများရှိပါကား Signal, Telegram, Email တို့နဲ့တက်ဖွဲ့ရဲ့ Facebook စာမျက်နှာတို့ကနေဆက်သွယ်နိုင်တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့တောင်ကုတ်ဘုကိုယိုးတိုက်ပွဲကိုစစ်ကူလာတဲ့ကမ္ဘာစာချောင်းမှစစ်ကားများတိုက်ခတ်ခံရတဲ့တရင်ပဲဖြစ်ပါတယ်။မတ်လ22ရက်နေ့မနက်ပိုင်းမှာတောင်ကုတ်မြို့နယ်နဲ့ဘုကိုတိုက်ဒေသကြီးကိုဆက်သွယ်ထားတဲ့ရိုးတိုက်ပွဲကိုစစ်ကူလာတဲ့ကမ္ဘာစာချောင်းမှစစ်ကားတွေကိုအရခတက်တော် AA ဦးဆောင်တဲ့တော်လိုင်းတက်ဖွဲ့ရဲ့ လက်လက်ကြီးပစ်ခတ်တိုက်ခတ်ခဲ့ကြောင်းနေရင်စရာသတင်းဌာနမှဖော်ပြထားပါတယ်။စစ်ကားတချို့မိလောင်ပျက်စီးပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရသေဆုံးသူများရှိတယ်လို့သိရပါတယ်။စစ်ကောင်စီကလည်းတပ်ပွဲဖြစ်ပွားနေတဲ့ညောင်ကျိုးနဲ့ညောင်ခြောက်ကျေးရွာအထက်ကတောင်းတန်းတွေကိုမတ်လ22ရက်နေ့နဲ့22ရက်နေ့တို့မှာစက်တက်လီဒီ Jet Fighter White Dragon လေးရင်နေနဲ့ဘုံကျဲတိုက်ခတ်ခဲ့ပြီးကဘာစာ6တွင်းကလည်းလက်နက်ကြီးများနဲ့တပ်ပွဲဖြစ်ပွားရာနေရာများကိုပစ်ခတ်နေကတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်ခင်ဗျာ။ ခုတကတင်ဆက်ပေးမယ့်သတင်းကတော့မြင်းကျန်ဆုံရွာမှာမိပတ်ရှုနေတဲ့ပြူစောတိတွေမိုင်းဆွဲတိုက်ခတ်ခံရပြီးတဦးသေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းကျန်မြို့နယ်ဆုံရွာရှိဘက်ကရာခင်းတွေကိုမိပတ်ရှုနေတဲ့ပြူစောတိတွေကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရမှာတဦးသေဆုံးပြီးနှစ်ဦးထဏ်ရရှိခဲ့တယ်လို့ရွှေကျိုးပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မလာ၂၀ရက်နေ့မနက်၁၀:၀၄မိနစ်အချိန်မှာရာခင်းတွေကိုမိပတ်ရှုနေတဲ့ပြူစောတိဖွဲ့ကိုရွှေကျိုးပြူပြည်သူ့ကာကွယ်တပ်ဖွဲ့ MGN အောင်ဆန်း Blood Civilians Defense Folks ABCDF နဲ့မြင်းကျန်မြောက်ပိုင်းသားများပျောက်ကြားတပ်ဖွဲ့ MNDF တို့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့်ပြူစောတီတူသေဆုံးသွားခဲ့ပြီးနှစ်ဦးဟာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အခုတခါနန်းကားကြီးရွာစီပေးကန်ကိုစစ်ကောင်စီကဘုံကျဲခဲ့ရမှာအရသာ၁၀ဦးထက်မနည်းသေဆုံးခဲ့တဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းငံကုန်းမြို့နယ်နန်းကားကြီးရွာကစီပေးကန်ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ရမှာ အရသာ၁၀ဦးထက်မနည်းတည်ဆုံသွားခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်ထံကနေသိရပါဗျ။မတ်လ22ရက်မနက်7:38မိနစ်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲ Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစီကန်ကဆံဝမတူနဲ့ကလေးတွေပါဝင်စီကန်လာပြတဲ့အရသာကိုတည်ဆုံခဲ့တယ်လို့ဆိုပါလေ။ဒါပြင်ကံကောင်းမြို့နယ်ကလက်လွတ်ထားရတဲ့ခြေရွာတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီကအင်အားအများပြားသုံးကစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ4000ဝန်းကျင်စစ်ဘေးရှောင်နေကြရတယ်လို့ရော်လင်းနန်းကထုတ်ပြန်ထားပါဗျ။မလာ18ရက်ည7:00နာရီကမှခလာရ90မှစစ်ကောင်စီအင်အား120ခန်းဟာမြို့တောင်ဘက်ကပြားရွာအောင်မြင်ရွာရှောက်ပင်အနောက်ကံကောရွာရှုံးရှိရွာစတဲ့ခြေရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီစစ်ကြောင်းဟာအောင်မြင်ခြေရွာမှာတက်ဆွဲထားပြီးဒေသခံရွာသားတချို့ကိုဖမ်းဆီးထားကာခြေရွာနေဝန်းကျင်မှာဘန်ကာကရုတ်ချင်းများပြုလုပ်ပြီးခန်းစစ်ပြင်နေတယ်လို့သိရပါတယ်။အောင်မြင်ခြေရွာဟာကံကောမင်းရွာ ဂန်ကောအိုက်ကားလန်းပိုင်းပေါ်ကအချက်ကြာကြတဲ့နေရာဖြစ်တာကြောင့်တော်လဲတပ်ဖွဲ့ဝင်များရောစစ်ကောင်စီတပ်ပါအရေးပါတဲ့နေရာဖြစ်ပါလေခင်ဗျာခုကတင်ဆက်ပေးမှာကတော့ပေါတော်နဲ့ပုံနာကျုံကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်နေတဲ့တဲ့င်းပဲဖြစ်ပါလေရခိုင်ပြည်နယ်ပေါတော်မြို့နယ်နဲ့ပုံနာကျုံမြို့နယ်တို့ကိုစစ်ကောင်စီက Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသအခြေစိုက် Arkan Princess Media ကဖော်ပြထားပါတယ်မလ22ရက်မနက်9:00ခွဲကမှာ Jet Fighter နဲ့ပေါတော်မြို့နယ်သဲကုံရွာကိုစာသင်ကျောင်းအနီး ဘုံတလုံး2:36မိနစ်မှာမင်းတဲရွာဘုံကြီးကျောင်းဤကိုဘုံတလုံးကျဲချခဲ့တယ်လို့ဆိုပါတယ်။အလားတူမနေ့8:45မိနစ်မှာပုံနာကျုံမြို့နယ်ကျော်စံရွာဤကို Jet Fighter တစ်စီးနဲ့ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်။အဆိုပါဘုံကျဲတိုက်ခိုက်မှုတွေတွင်လူထုခိုက်မှုမရှိခဲ့ပေမဲ့တဲကုံရွာစာတင်ကျောင်းနဲ့ကျော်စံရွာမှတဲတလုံးပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အခုဆက်လက်ပြီး ဝလမြွန်းနယ်စင်ကန်ရွာကိုစစ်တပ်ကလေရင်နဲ့ထပ်မံပုံကျဲတက်ခတ်ရာပြည်သူ၃ဦးထိခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မလ22ရက်နေ့မနက်9:30မိနစ်56မိနစ်ကမှဝလမြွန်းနယ်စင်ကန်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့နှစ်ကြိမ်ပုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူ၃ဦးထိခဲ့တဲ့ရရှိခဲ့ကြောင်း Voice of Mandalay ကသတင်းဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွင်ပြည်သူ၃ဦးထိခဲ့တဲ့ဒဏ်ရာမစိုးရင်ရတဲ့ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တွေထိခိုက်ပျက်စီးမှုမရှိဘူးလို့သိရပါတယ်။ စင်ကန်ရွာကိုမလ16ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးအသက်6လအရွယ်ကလေးငယ်တူပါဝင်ပြည်သူ၄ဦးသေဆုံးကမလ20ရက်နေ့ကလည်းကျေးရွာဖះဝင်းကိုလေကြောင်းဖြင့်ထပ်မံဘုံကျဲတိုက်ခတ်တဲ့အတွက်ကြောင့်ပြည်သူ2ဦးထိခဲ့တယ်ရရှိခဲ့ပါလေခင်ဗျာခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့မြင်းကြံကန်စင်ရွာမှာစစ်ကောင်စီလက်နက်ကြီးနဲ့ဘုံကျဲတိုက်ခတ်ခဲ့ရမှာအမျိုးသားတဦးသေဆုံးတဲ့သတင်းပဲဖြစ်ပါလေမန္တလေးတိုင်းမြင်းကြံမြို့နယ်ကန်စင်ရွာကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီး လေချောင်းကနေပုံချဲခဲ့တာကြောင့်အမျိုးသားတူတေဆုံးကနေရင်တွင်မီးလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်ကသိရပါတယ်။မလ20ရက်နေ့ည7:00နာရီကျော်မှာမြင်းကြံမြို့ပေါ်ရှိခမရ15တိုင်ရင်ကနေဟာဝေဇာလက်နက်ကြီးနဲ့၅ချက်ပစ်ခတ်ခဲ့ပြီးတဲ့နောက်ဂျက်ဖိုက်တာနဲ့ပုံသီးနှလုံးကျဲချခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတက်ခတ်မှုတွင်အသက်58နှစ်ရွယ်ရှိဦးလှကိုဘုံစာထိမှန်ကပွဲချင်းပြီးတေဆုံးခဲ့ပြီးနေရင်သုံးလုံးလဲမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။တေဆုံးသွားခဲ့သူဟာ မြင်းကျန်ပကဖတိုက်နယ်နှင့်ဒုတံဝန်ခံဖြစ်တယ်လို့လည်းပြောဆိုနေတာတွေလည်းရှိနေပြီးသီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးခင်ဗျာအခုတင်ပြခဲ့တဲ့စီရီသတင်းတွေကို Radio NUG သတင်းတောင်းမစ်စ်သွင်းတဲ့ Castle တို့ကပေးပို့ထားတာဖြစ်ပါလိမ့်ခင်ဗျာ